ရှိဖုန်းတွေမှာသုံးပေးထားတဲ့အကြမ်းခံတွေမှန်နေကြအောင်တည်တည်ချာချာစဉ်းစားဦးလားအခုနောက်ပိုင်းဖုန်းတွေဆိုရင်တော်တော်လေးမှအံ့ဩဖို့ကောင်းတယ်ကိုဖုန်းကိုဒီ6ပင်မြင်းလောက်ကပြုတ်ကျလိုက်ရင်လည်းဖုန်းရဲ့မှန်မကွဲဘူးလို့နောက်ပြီးတော့ဖုန်းရဲ့မှန်ကိုတန်နေပါနဲ့ရရင်လည်းဖုန်းရဲ့မှန်မကွဲဘူးလို့အဲဒီလိုမျိုးအရာတွေမိတ်ဆွေတို့ဗီဒီယိုထဲမှာမြင်မှုရင်လည်းမြင်မှုလိမ့်မယ်နောက်ပြီးတော့ကြားမှုရင်လည်းကြားမှုလိမ့်မယ်အဲ့တော့တေးကြတစ်ခုကအဲ့လိုမျိုးဖုန်းတွေမှာသုံးပေးထားတဲ့မှန်တွေကရိုးတက်တဲ့မှန်တွေရောလုံးဝမဖြစ်နိုင်ဘူး ကြမ်းခံတဲ့မှန်တွေပဲဖြစ်ရမယ်။အဲ့တော့ဒီနေ့ဗီဒီယိုမှာရိုးတက်တဲ့မှန်တွေနဲ့အကြမ်းခံတဲ့မှန်တွေဘာတွေကွာခြားလဲဆိုတာကိုတိတိကျကျပြောပြပေးမယ်။အဲ့တော့ကျွန်တော်တို့တူတူဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်အောင်။ Yangon Mobile Store သာသာချင်းဒီရိုးတက်တဲ့မှန်တွေရပဲစပြီးပြောလိုက်အောင်။ဒီရိုးတက်တဲ့မှန်တွေကိုဒီနေ့ပညာခေါ်ရဒီ Solar Line Glass SLG လို့ခေါ်တယ်။ ဒီ SAG Glassman မျိုးစားထဲမှာဆိုရင်ကျွန်တော်ဒီနေ့စဉ်ပေါ်မှာသုံးနေတဲ့ဒီဖန်ခွက်တွေတို့နောက်ပြီးတော့ဒီ brand box မှာသုံးပေးထားတဲ့မှန်နေတို့နောက်ပြီးတော့ဒီအိမ်သုံးပစ္စည်းဖန်ပစ္စည်းတွေတို့ဒီလိုမျိုးအကုန်လုံးကဒီ SAG Glass ထဲမှာပါတယ်ပြောချင်တာကကျတော့ဒီကဘာပေါ်မှာရှိရတဲ့ဒီ90%လောက်ဖန်တွေအကုန်လုံးကဒီ SAG Glass ဖန်မျိုးစားထဲမှာပါတယ်အဲ့တော့ဒီ SAG Glass တွေကိုဘယ်လိုမျိုးလုပ်ထားပေးတာလဲဆိုတော့အဲသူကတော့နည်းနည်းလေးရိုးရှင်းတယ်ပေါ့နော်သူရှိမှာကကျတော့ဒီ Celica 70% ဆိုတာက50%နဲ့ line က9%ကိုဒီအပူချိန်အမြင့်ကြီးမှာအရေးဖြော်ပြီးတော့ကလိုဂျင်နဲ့ဖန်ပုံစံတွေမှန်ပုံစံတွေလောက်ထားတယ်ဒီနေရာမှာ line ဆိုလို့ပေါ့နော်ဒီမှန်ကိုလောက်တဲ့နေရာမှာကျွန်တော်ဒီတံမြားလေးညှက်ထဲတာကိုပြောတာမဟုတ်ဘူး calcium oxide လို့ပါတယ်ဒီခုံးတက်ပါတယ်ဓာတ်ကို line လို့ခေါ်တာအဲ့တော့ဒီ iodide နဲ့မှန်နေရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့သူရှိမှာဆိုရာပါရာဖိတက်တဲ့ကြောင့်ကျွန်တော်ရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်ကတော့တော်တော်လေးနည်းတယ် ဒါပေမဲ့သူရှိမှရှိတဲ့အားအနေချက်တွေကြောင့်ဒီလိုမျိုးရိုးတက်တက်မှန်တွေကိုကျွန်တော်ဒီဖုန်းတွေပေါ်မှာတွားပြီးတော့သုံးလို့မရအောင်ဒီရိုးတက်တက်မှန်တွေရဲ့အားအနေချက်ကဘာလဲဆိုတော့ဒီလိုမျိုးမှန်တွေကဒီကွဲလွယ်တယ်အစင်းရထင်လွယ်တယ်နောက်ပြီးတော့ PR လေးနည်းနည်းလေးပေးလိုက်တာနဲ့ကွဲသွားတာမျိုးတွေဖြစ်နိုင်တယ်နောက်ချက်ကကျတော့ဒီလိုမျိုးရိုးတက်တက်မှန်တွေကပေါ့နော်ဒီပါလိုက်ပြီဆိုတာနဲ့သူ့ရဲ့ကြံ့ခိုင်မှုကပါတိတိတတ်တာကိုထိုးပြီးတော့ကြာပါတယ်အဲ့တော့ရိုးတက်တက်မှန်တွေကိုဖုန်းမှာသုံးဖို့လောက်ဒီပါလိုက်မယ်ဆိုရင်အဲ့မှန်တွေကိုကျွန်တော်နည်းနည်းလေးလက်လေးနဲ့တောက်လိုက်တာနဲ့ကွဲသွားနိုင်တဲ့အခြေအနေမျိုးတွေကိုရှိတယ် နောက်ဆုံးချက်ကကျတော့အဲ့လိုမျိုးရိုးတနက်မှန်တွေကဒီအလင်းရောင်ကိုကောင်းကောင်းမွန်မွန်ဖောက်ထွင်းပြီးတော့မြင်ရတယ်ဆိုပေမဲ့ကျွန်တော်တေးသေးချာချာကြည့်လိုက်မယ်ဆိုရင်သူကအစင်းရောင်ပန်းနည်းနည်းလေးတန်းတာကိုတွေ့ရတယ်ပဲမိတ်ဆွေတို့မယုံဘူးဆိုရင်မိတ်ဆွေတို့ဒီ brand မောက်မှာရှိတဲ့မှန်ကိုတေးသေးချာချာကြည့်လိုက်မယ်ဆိုရင်အစင်းရောင်ပန်းနည်းနည်းလေးတန်းတာကိုမြင်ရမယ်အဲ့လိုမျိုးအစင်းရောင်ပန်းတန်းတဲ့အတွက်ကြောင့်ဒီပေါ့နော်ဖုန်းတွေမှာလိုမျိုးလုံးဝအောင်မှာ high resolution display တွေရဲ့ မှန်အဖြစ်သုံးလိုက်မယ်ဆိုရင်ဒီ high resolution display တွေကထုတ်ပေးတဲ့အလင်းရောင်တွေ color တွေကိုကျွန်တော်တို့ကကောင်းကောင်းမွန်မွန်မြင်ရပဲနဲ့ color တွေမှန်မှန်တာတွေနောက်ပြီးတော့ color တွေကဖွဲသွားတာတွေဒီလိုမျိုးပြဿနာရှိတယ်အဲ့လိုမျိုးအားနေကြတောင်မယ်ဒီရိုးတက်တက်မှန်တွေကိုကျွန်တော်ဖုန်းမှာသုံးဖို့ကလုံးဝမဖြစ်နိုင်ဘူးအဲ့တော့ရိုးတက်တက်မှန်တွေကိုဖုန်းတွေမှာသုံးလို့အဆင်မပြေတော့ဒီ smartphone တွေမှာသုံးဖို့ထွက်အကျန်းခံတဲ့မှန်တွေကိုလူတွေကစပြီးတော့တီထွင်ကြတယ်ဒီလိုမျိုးအကျန်းခံတဲ့မှန်တွေကိုဒီနီးပညာခေါ်ွားကြတော့ aluminum silicate ASC glass တွေလို့ခေါ်တယ် ဒီ ASC glass အမျိုးအစားအောက်မှာဆိုရင်ကျွန်တော်ဒီ Lexi smartphone industry မှာတော်တော်လေးအသုံးများကြတဲ့ဒီ Gorilla glass တို့ Longines glass တို့ Dragon Crystal glass တို့ Panda glass တို့အဲဒီလိုမျိုး glass တွေအကုန်လုံးကအဲ့လိုမျိုး SC ရဲ့ glass pan မျိုးစားတွေမှာပါတယ်။အဲ့တော့ဒီအကျန်းမှန်တဲ့မှန်တွေကိုဒီထုတ်လုပ်တဲ့နေရာမှာလေရိုးတနက်မှန်တွေကိုထုတ်လုပ်တာနဲ့ဆိုင်ပို့ပြီးတော့လဲစနစ်ကြတယ်ပို့ပြီးတော့လဲရှုပ်ထွေးတယ်။အဲဒီလိုမျိုးအကျန်းခန့်တဲ့မှန်တွေကိုထုတ်လုပ်တဲ့နေရာမှာ ရိုးတနက်မှန်နေထုတ်လို့နေရာမှာတုံးတဲ့ဒီဆယ်လီကာပြုံမှာအလူမီနီယံအောက်ဆိုက်လို့ခေါ်တဲ့အရာတွေကိုပါဒီအရန်ကိုမှမြင့်နေအပူချိန်နဲ့ကျွန်တော်အရေးဖြော်လိုက်တယ်။အဲ့လိုမျိုးအရေးဖြော်ဘူးဝါကြတော့သူ့အတွက်ကိုတီးတန့်လှုပ်ထားတဲ့ခွက်တစ်ခုလေးကိုထည့်ပြီးတော့မိုးခွက်ပေါ့နော်မိုးခွက်တစ်ခုလေးကိုထည့်ပြီးတော့ကျွန်တော်ဒီဖန်ပုံစံအပြားပုံစံလေးလှုပ်လိုက်တယ် အလူမီနီယံအောက်ဆိုက်ပါတဲ့အတွက်ကြောင့်ဒီအကျန်းခန့်တဲ့မှန်လေးကဒီယိုတန်းနဲ့မှန်နေတဲ့ရှင်ပဲဆိုရင် pressure တန်းပို့ပြီးတော့ခံနိုင်တယ်ပို့ပြီးတော့လည်းအကျန်းခန့်နဲ့တုံတောင်နဲ့ကွဲမလွယ်ဘူးအစင်းရထင်းရခန့်တွေကိုလည်းပုံမှန်ထက်အများကြီးပို့ပြီးတော့ခံနိုင်တယ်နောက်ထပ်ဒီအကျန်းခန့်တဲ့မှန်လေးကိုဒီအေးခန့်တဲ့နေရာမှာလည်းသူကပေါ်တော့ဒီယိုတန်းနဲ့မှန်နေမှာအေးခန့်လိုမျိုးတာမန်လေးနဲ့အေးခန့်တာမျိုးမဟုတ်ဘဲနဲ့သူ့အတွက်တီးတန်းလှုပ်ထားတဲ့အခန်းထဲမှာအေးခန့်တဲ့အတွက်ကြောင့်ဒီအကျန်းခန့်တဲ့မှန်လေးကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်လုံးဝအောင်မှာ crystal clear ဘာမှပေါ့နော်ဒီ ever battery ထပြီးတော့ဒီပြုတ်ကလေးတွေထနေတာတို့နောက်ပြီးတော့မှန်ရဲ့ display ကအတွန့်အတွန့်နေဖြစ်နေတာတို့ဒီလိုမျိုးမရှိဘဲနဲ့လုံးဝကြည်လင်ပြီးတော့လုံးဝကိုရှင်းလင်းနေတာအဲ့ဒီအတွက်ကြောင့်ဒီအကြမ်းခံတဲ့မန်တွေကိုဖုန်းမှာသုံးဖို့အတွက်ကတော်တော်လေးအဆင်ပြေတယ်။အဲ့လိုမျိုး process တွေအကုန်လုံးလုပ်ပြီးသွားဆိုတော့မှအဲ့လိုမျိုးအကြမ်းခံတဲ့မန်တွေကိုကျွန်တော်တို့ဖုန်းမှာသုံးဖို့တိတ်ပြီးတော့အဆင်မပြေသေးဘူး။နောက်ထပ် process တစ်ခုလုပ်ဖို့ကြံသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီ ion exchange process လို့ခေါ်တယ်။ ဒီလိုမျိုး IO aging process ကဘယ်လိုမျိုးလုပ်ရတာလဲဆိုတော့ခုနကကျွန်တော်တို့လုပ်ထားတဲ့ဒီအကျန်းခန့်တဲ့မှန်ကိုဒီ၄00ဒဂရီဆဲစီယက်နဲ့ဒီ600ဒဂရီဆဲစီယက်ကြားထဲမှာရှိတဲ့ potassium စားရည်ထဲမှာစိန်ထားရတယ်။အဲ့လိုမျိုးစိန်ထားတဲ့ခါမျိုးကြရင်ခုနကမှန်ထဲမှာပါတဲ့ဒီ sodium ion နဲ့ဒီစားရည်ထဲမှာပါတဲ့ဒီ potassium ion ကနေရာချင်းလဲပြီးတော့အဲဒီ potassium ion လေးတွေကကျွန်တော်တို့မှန်ရဲ့မျက်နှာကြည့်ပုံမှာ၄00တခုလို့ထပ်ပြီးတော့အုပ်ပေးလိုက်တယ်။ အဲ့လိုမျိုးလေယာကြောင့်မဲဒီအကျန်းခံတဲ့မှန်တွေကအရင်ကတည်းကပို့ပြီးတော့လေအကျန်းခံတဲ့အစင်းရအပွင့်ရအချက်ရတွေကိုလည်းပို့ပြီးတော့ခံနေတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီ pressure တွေပေးလိုက်တဲ့ခါမျိုးကြရင်လည်းအဲသူကအကွဲကြောင့်ရဖြစ်ဖို့တော်တော်လေးမှခက်တယ်။အဲ့တော့ဒီအကျန်းခံတဲ့မှန်တွေကိုဖုန်းမှာသုံးဖို့အတွက်အဓိကအားသာချက်ကကြတော့ဒီမှန်တွေကကျွန်တော်ခက်ပါးပါးလေးလှုပ်လိုက်မယ်ဆိုရင်တော့မှသူ့ရဲ့ကြန့်ခံမှုကိုအများကြီးလျှော့ပေးလိုက်ရတာမျိုးမရှိဘူး။ နောက်ပြီးတော့ဒီအကျန်းခံတဲ့မှန်တွေကရိုးတန်းနဲ့မှန်တွေတက်ရှင်မယ်ဆိုရင်ပို့ပြီးတော့အကျန်းခံတဲ့ဖီးယားတန်တွေကိုပို့ပြီးတော့ခံနိုင်တယ်အစင်းရအချစ်ရတန်တွေကိုလည်းအများကြီးပို့ပြီးတော့ခံနိုင်တယ်နောက်ဆုံးချက်တစ်ခုကတော့သူကပေါ်တော့ဒီရိုးတန်းနဲ့မှန်တွေမှာလိုမျိုးဒီအစင်းရောင်ဘတ်တန်းသွားတာတို့နောက်ပြီးတော့ဒီ air battery ပါတာတို့အဲမျက်နှာပြင်အဖုအထည်ကြီးတွေဖြစ်နေတာတို့ဒါမျိုးလုံးဝမရှိဘဲနဲ့လုံးဝအောင်မှာ crystal clear ဖြစ်နေတဲ့အတွက်ကြောင့်ဖုန်းတွေမှာပါတယ်ပေါ့နော်ဒီ high resolution display အပေါ်မှာတင်ပြီးသုံးလိုက်မယ်ဆိုရင်လေဒီ display တွေရဲ့ဒီ color တွေ အလင်းရောင်တွေပြချင်တဲ့အရာတွေကိုကျွန်တော်တို့မျက်စိနဲ့ရှင်းရှင်းလင်းလင်းကောင်းကောင်းမွန်မွန်မြင်ရတယ်။အဲ့တော့ဒီ view လေးကဒီရိုးတန်းတန်းမှန်နေနဲ့နောက်ပြီးတော့ကျွန်တော်တို့ဖုန်းမှာသုံးထားတဲ့ဒီအကြမ်းခံတဲ့မှန်တွေကဘယ်လိုမျိုးကွာခြားရလဲဘယ်လိုမျိုးတိဆောက်ထားရလဲဆိုတာကိုပြောပြပေးတာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နောက်ထပ် video မှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုပြောပြပေးတာမှမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ဖြစ်ပါအောင်လို့ပြောနေပဲအားလုံးကြည့်ဦးတဲ့ねကျွန်တော်အခက်ပါ